မြန်မာနယ်ဥခရိုနီကယ်မိသုံးမြင်ကွင်းကမ္ဘာသတင်းလွတ်လပ်ခွင့်နေနဲ့မြန်မာသတင်းမီဒီယာ22တိုင်းမေလ3ရက်နေ့ကိုကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့တချို့ကကမ္ဘာစာနယ်ဇင်းလွတ်လပ်ခွင့်နေ့ဟုသုံးနှုန်းကယူနက်စကိုကသတ်မှတ်ထားပြီးဒီမိုကရေစီအခွင့်အရေးရှိသည့်နိုင်ငံများနဲ့အတိုင်းအတာတစ်ခုထိရှိသောနိုင်ငံများတွင်အထိမ့်မှန်နေ့ကျင်းပကြပါသည်ကမ္ဘာသတင်းလွတ်လပ်ခွင့်နေ့တွင်သတင်းမီဒီယာများ၏လွတ်လပ်ခွင့်အရေးပါပုံတနစ်တာအတွင်းတက်ပြတ်ခံရတဲ့သတင်းသမားများ ဖန်စီနှိမ့်ဆက်ခံရတဲ့တရင်သမားများကိုထိလက်ရောက်ရိုင်းနှက်ခံရတဲ့တရင်သမားများနှင့်ပတ်သက်၍ကန့်ကွက်ပြောဆိုခြင်းရှုံချခြင်းသက်ဆိုင်ရာကျူးလွန်သူများကိုအရေးယူနိုင်ဖို့အစိုးရဖြစ်နေပါကကန့်ကွက်ရှုံချခြင်းနှင့်စီယုံလှုံ့ဆော်ခြင်းတွေလှုံ့ဆော်ကြသည့်နေရတရလေးဖြစ်ပါတယ်။နိုင်ငံတကာတရင်သမားအခွင့်အရေးတရင်လှုပ်လှက်ခွင့်စောင့်ကြည့်မှတ်တမ်းတင်သည့်အဖွဲ့အစည်းတချို့ကတရင်လှုပ်လှက်ခွင့်အဆင့်သတ်မှတ်ချက်များကိုထုတ်ပြန်ကြပါသည်။ပြည်ထောင်နိုင်ငံအခြေဆိုင်နယ်စည်းမခြားတရင်သမားများအဖွဲ့ရဲ့ ထုတ်ပြန်ချက်အရ2024ခုနှစ်အတွင်းမြန်မာနိုင်ငံသတင်းလှုပ်လှက်ခွင့်အဆင့်သတ်မှတ်ချက်မှာနိုင်ငံ180အနက်အဆင့်169ဖြစ်ပါတယ်။နောက်ဆုံးရောက်ရန်17နိုင်ငံသားကျန်တော့တဲ့သဘောဖြစ်ပါတယ်။ဂျမန်နှစ်က183ဖြစ်၍ယခုနှစ်အဆင့်၄ဆင့်တိုးလာသည့်သဘောဖြစ်ပါသည်မြန်မာနိုင်ငံသတင်းလှုပ်လှက်ခွင့်၄ဆင့်မြင့်တက်လာသည့်ဆိုခြင်းထက်ကမ္ဘာပေါ်တွင်မြန်မာထက်ပိုဆိုးသည့်နောက်ထပ်၄နိုင်ငံရှိလာသည့်အတော မြန်မာကအစိုးဆုံးအဆင့်ကနေလေးစင်လျှော့ချခဲ့ရခြင်းဖြစ်ပါတယ်။ကမ္ဘာကြီးကို ကြည့်လိုက်ရင်တစ်နှစ်အတွင်းတရင်းသမားဒါဇင်နဲ့ချီပြီးတိုက်ဆုံနေတဲ့ပါလက်စတိုင်းဂါဇာလိုဒေသတွေကကမ္ဘာမှာအစိုးဆုံးအနေရရှိဆုံးနေရာတွေဖြစ်လာပါတယ်။မြန်မာစစ်ကောင်စီထက်ပိုလက်ဆောင်ထက်သည့်အာဏာရှင်နိုင်ငံအချို့ကမြန်မာနိုင်ငံ၏အဆင့်ကိုဖယ်ရှားကာနေရာယူခဲ့ကြသဖြင့်သူထက်ဆိုးတဲ့နိုင်ငံတွေပေါ်လာခြင်းကမြန်မာနိုင်ငံအဆင့်တက်လာခြင်းအကြောင်းဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာတော့စစ်ကောင်စီကိုထောက်ခံရေးသားခြင်းမပြုတဲ့သတင်းသမားတွေပြည်ပရောက်သတင်းဌာနတွေအတွက်လုက ାଇ ပေးနေတဲ့သတင်းသမားတွေဖော်ထုတ်သိရှိရလျင်စစ်ကောင်စီကဖမ်းဆီးထောင်ချနေစေဖြစ်ပါတယ်။သတင်းသမားအချို့လည်းသတင်းအလုံလုံရင်လက်နက်ကင်တော်လိုင်းကြီးနဲ့ဆက်နွယ်ပတ်သက်မှုကြောင့်ဟုဆိုကာတက်ဖြတ်ခံနေရစေလေဖြစ်ပါတယ်။2024ခုနှစ်အကုန်နဲ့2025ခုနှစ်စံပိုင်းတွင်မြန်မာသတင်းမီဒီယာလောကအပေါ်ကန့်ဆိုသည့်ဖြစ်ရပ်တွေနဲ့ရင်ဆိုင်ကြရပါတယ်။ အမေရိကန်ပြည်ထောင်စုတွင် liberal တွေ democrat တွေကိုမုံပြီးလူပြူကြီးဆိုရေးအရင်းရှင်တတိယကြီးများကုမ္ပဏီကြီးများအကျိုးကိုဦးစားပေးမိတမရာထရအာနာရလာပြီးနေမကူးမိပင်ကမ္ဘာတဝန်းလူသားချင်းစာနာမှုအကူအညီတရင်းမီဒီယာလူအခွင့်ရေးလှုပ်ရှားမှုကျမရီယာတန်တူညီများခွင့်မတူကွဲပြားမှုကိုလက်ခံအားပေးသည့်လှုပ်ရှားမှုများစသည့်အကူအညီတွေကိုရပ်ဆိုင်သည့်အမိတွေညွှန်ကြားချက်တွေကို လက်မှတ်ရေးထိုးခဲ့သည့်အဆိုပါအမိန့်ညွန်ကြားချက်တွေကမြန်မာမီဒီယာလောကအဖို့အကူအညီဖြတ်တောက်ခံရပြီးကြီးမားတဲ့တည်ရောက်မှုတွေရှိခဲ့တယ်။မကြခင်လပိုင်းတွင်အမေရိကန်အစိုးရဘတ်ဂျက်သုံးရင်တင်ဆက်နေတဲ့လွတ်လပ်သည့်အာရှတန်မြန်မာပိုင်းအမေရိကန်အတန်မြန်မာပိုင်းတို့လည်းရန်ပုံငွေရက်ဆိုင်ပုံညွန်ကြားချက်ထုတ်ကတရင်ထုတ်လွှင့်မှုတွေရပ်တန့်လျှော့ချခံကြရပါတယ်။အဆိုပါတရင်ဌာနတွေရက်ဆိုင်ခံရတဲ့တရင်တွေကိုလူမှုကွန်ရက်မီဒီယာများတွင်ဖော်ပြတဲ့အခါကြည့်ရှုသူတွေရဲ့မှတ်ချက်တွေအနေနဲ့ ဝမ်းသာအားရသည့်မှတ်ချက်တွေလည်းအံ့အားသင့်ပွဲအများပြားတွေ့ကြရပါတယ်။ VOA RFA မြန်မာပိုင်းစီစဉ်တွေရက်ဆိုင်ခံရတဲ့သတင်းကိုမြန်မာဆိုရှယ်မီဒီယာသုံးသူအချို့ကဘာကြောင့်ဝမ်းသာအားရဖြစ်ကြရသလဲဆိုသည့်အချက်ကလည်းစံစစ်ကြည့်စရာအချက်တစ်ချက်ဖြစ်နေပါတယ်။အဆိုပါမှတ်ချက်ကွန်မန့်တွေကိုဖတ်ရှုရသည့်အခါမှာဖာစာပလာခစ်ကကတ်တွန်းတစ်ပုဒ်ကိုပြန်လည်အမှတ်ရစေမိပါတယ်။သတင်းစာတိုက်အတွင်းစပွဲကုံအောင်ဝင်ပုံးနေတဲ့သတင်းစာသမားနှစ်ဦးက ၎င်းတို့သတင်းစာတိုက်ကိုဒုတ်တွေဂဲတွေနဲ့ပြစ်ပေါက်ခံရတဲ့ကြားထဲမှာဂုံယူသည့်အချက်ကငါတို့ရေးတာတော့သူတို့ဖတ်ကြသားပဲဆိုသည့်ကာတွန်းသရုပ်ပေါ်စာသားဖြစ်ပါတယ်။သတင်းစာတိုက်ကိုမုံသည့်တိုင်ဖတ်တော်ဖတ်ကြသည်ဆိုသည့်အတိပယ်တက်ရောက်သည့်ကာတွန်းဖြစ်သည်။ပါစပလာခေကသတင်းစာတွေမြည်ရမြည်မြလွတ်လပ်ကြသလဲမြည်ရမြည်မြတမတမတ်ကြကြရေးကြတင်ပြကြသလဲဆိုဒီကအသေးစိတ်ဆွေးနွေးရမည့်အကြောင်းအရာတစ်ခုဖြစ်လိမ့်မည်ဖြစ်တော်လဲပြိတ္တအနေဖြင့် အာမရမှုမကျေနပ်မှုများကအဲ့ဒီခေတ်ကလေးကဒုဒေနဲ့ရှိခဲ့ကြသည်မှာအသေးချာဖြစ်ပါတယ်။ယနေ့ခေတ်ဆိုရှယ်မီဒီယာခေတ်တွင်တက်လန်းသွားတင်ပြခြင်းအပြင်ချက်ချင်းမှတ်ချက်ပေးတုံ့ပြန်နိုင်သည့်ခေတ်ဤပညာနှင့် platform ပေါ်လာခြင်းတွင်ပရိသတ်ကိုအထင်သေး၍မရသည့်အနေထားလည်းဖြစ်ပါတယ်။ဆိုရှယ်မီဒီယာခေတ်တွင်သတင်းမီဒီယာတွေကငါတို့ပြောတာကနားထောင် ပြန်ပြောခွင့်မရှိဟုလုံနိုင်သည့်ကာလမျိုးအခြေအနေမျိုးမဟုတ်တော့ခြင်းကြောင့် ပရိသတ်တုံ့ပြန်မှုကိုချက်ချင်းလက်ငင်းမြင်ရကြားရသည့်ခက်လေဖြစ်လာပါတယ်။ထို့အချက်ကိုအဆိုပါသတင်းဌာနနှစ်ခုရက်နာခံရတဲ့သတင်းဖော်ပြချက်အောက်တွင်တက်တည်ပြနေသည့်သဘောလေးဖြစ်ပါတယ်။တချို့ကတော့အဆိုပါအာရဝန်သားသည့်ဝေဖန်ချက်များမှတ်ချက်များသည့်တစ်ဖက်စစ်တပ်ထောက်ခံသူတွေကရေးသားသည့်မှတ်ချက်များဟုကောက်ချက်ချပြောဆိုကောင်းပြောဆိုကြပါလိမ့်မယ်။ဒါပေမယ့်အားလုံးကိုစစ်တပ်ထောက်ခံသူများဟုတင်းကျုံကောက်ချက်ချခြင်းကနည်းနည်းတော့ပိုလွန်ရာကြာနိုင်ပါတယ်။ ပရိသတ်အနေဖြင့်သတင်းဌာနများ၏တင်ပြချက်များတွင်အချက်အလက်လွဲမှားခြင်းများဗက်လိုက်ခြင်းသတင်းတပုတ်ရေးသားထုတ်လုပ်ဖို့အချက်အလက်စုဆောင်းတင်ပြကြရမှာနိုဂိုကလေးကလူစုလူကောင်ဗီလိန်ဇက်လိုက်အဖြစ်သတ်မှတ်ထားခြင်းမျိုးကိုလည်းပရိသတ်ကခန်းစားသိရှိနေကြသည့်အချက်ကိုလည်းဝန်ခံကြရမည်ဖြစ်ပါသည်သတင်းသမားတွေအနေဖြင့်မိမိတို့လက်ထဲကလောင်ရှိသည့်ငါရေးတာကိုပြိတ္တဖက်ရမည်ဟုမှတ်ယူသည့်ခင်မျိုးတော့မဟုတ်တော့ပါဘူးဆိုရှယ်မီဒီယာပေါ်ထွက်လာပြီးနောက် ကောင်းသည့်အချက်တွေရောဆိုသည့်အချက်တွေပါတပါးရေပေါ်ထွက်လာသည့်ပင်ဒိုရာပုံးပွင့်ထွက်လာသည့်ခေတွင်သတင်းမီဒီယာအနေဖြင့်သတင်းလွတ်လပ်ခွင့်ပုံမူတန်ဖိုးရှိစေဖို့ပြည်သက်တမ်းတင်ပြရာတွင်ယူသားမှုနှင့်တာဝန်ခံမှုရှိစေဖို့ပို၍အရေးပါလာသည်ဟုဆိုကြမှာသည်သတင်းမီဒီယာကမန်တိုင်း၃ရက်ကိုစောင့်ကြည့်ပြီးစရုဒ္ဓမန်တိုင်းဟုတင်စားသည့်ချူတော်မှဆိုရလျင်စရုဒ္ဓမန်တိုင်းကိုစောင့်ကြည့်ပြီးပြင်စမမန်တိုင်းတွင်ပေါ်ထွက်လာနေသည့်အချက်ကို လစ်လူရှုလို့မရသည့်အခြေအနေလေးရောက်နေပြီဟုဆိုကြပါရဲ့ရှင်။